ဒေသလုံးလိုအပ်ချက်တွေသိနိုင်မှု AIW တိုင်းကြံကင်းမြို့နယ်ကအနိုင်ရတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်သူတွေတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဥက္ကူကူကြီးရဲ့သတင်းပေးပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။ AIW တိုင်းကြံကင်းမြို့နယ်စိတ်သာဒေသမှာဇန်နဝါရီလ28ရက်နေ့ကအခုလို တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ပြည်သူကြီးသားအားလုံးကလည်းပြောတာကိုနားထောင်ပြီးပြန်ရတဲ့စနစ်တော်မဟုတ်တော့ဘူးလေ။တို့ပြည်သူကြီးသားတွေတို့ဒေသရဲ့အကျိုး ို့ဒေတာရဲ့လိုအပ်ချက်တွေကိုနားထောင်ပြီးတော့ရင်ဆောင်ရွက်မဲ့အစိုးရမျိုးပေါ်ရောက်လာပြီလို့ကျွန်တော်တို့ပြည်သူပြည်သားတွေခံယူသိချင်ပါတယ်ဒီတွေ့ဆုံဆွေးနွေးပွဲကိုနေ့လယ်7:00နာရီမှာစိတ်တာဒေတာမဟာအတုလကျောင်းတကြီးဖရာဓမ္မယုံမှာကျင်းပခဲ့ပါတယ် ဒီပွဲကို2015ခုနှစ်ရွေးကောက်ပွဲအနိုင်ရတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေရက်ကြီးအုပ်ချုပ်ရေးမှုတွေရက်မိရက်ဖတွေနဲ့ပြည်သူတွေတရားကြောတက်ရောက်ခဲ့ကြပါတယ်အုပ်ချုပ်ရေးမှုတွေနဲ့ရက်မိရက်ဖတွေကလည်းသူတို့ဒေသတွင်လိုအပ်ချက်တွေကိုတင်ပြခဲ့ပါတယ်ကျွန်တော်တို့ဒီဆောင်ရွက်မှုဒီကဒီလာခေါင်းအုပ်ဒီဘောနာကျွန်တော်တို့ကဟိုလမ်းလမ်းဆက်တွေနဲ့ကျွန်တော်တို့ဒီဒေသမှာလက်ရှိလမ်းပေါ်မှာ ြီးပါတဲ့ဓာတ်တွေကျွန်တော်တို့အထောက်အပံ့ကြဖြစ်ပါတယ်။ကျွန်တော်တို့ဒီဓာတ်ပါရင်ကိုပုံစံဓာတ်အဖြစ်ဟိုဘာကျက်ချတာလဲဆိုကျွန်တော်တို့ကြားပြရမှာဒါပေမဲ့အခုချိန်ကြီးဟိုအကောင်းလေးပေါ်ချင်းရှိတဲ့ဆိုရင်ကျွန်တော်ဘယ်ပါလာမှာပြည်သူရဲ့တင်ပြချက်တွေထဲမှာစိတ်ဓာတ်ဒေသမိတိုက်ရင်ထိမ့်သိရင်ပညာရေးတုတ်တဖို့ကြည်လက်ချင်းဆက်လမ်းတွေပြုပြင်ပေးဖို့မြေရောက်ခွဲဝေးစနစ် ပြုပြင်ပေးဖို့နဲ့ပန်ဆိုင်ခွင့်ရရေးတောက်တုံးရေးခက်ခဲ ကမ်းပြိုမှုတွေကြောင့်မြစ်ကြောက်ဆုံးမှုတားမြစ်ပေးဖို့နဲ့အစိုးရချပေးတဲ့စီမံကိန်းတွေကိုပြည်သူတွေသိတာမြင်တာအောင်ချပြပေးဖို့တွေပါဝင်ပါတယ်။အခုလိုတင်ပြမှုတွေကိုအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကပြန်လည်ဖြေကြားပေးခဲ့ပါတယ်။နယ်မြေအတွက်လိုအပ်တာလိုအပ်ချက်တန်းကိုကျွန်တော်တို့တော်တော်လေးမှာနောက်အစိုးရဘက်ပါဝင်ခွင့်ရှိတဲ့အထက်မှာကျွန်တော်တို့တောင်းဆိုပြပြပြီးတော့လုံဆောင်မှုနိုင်ဖို့ကြိုးစားပေးပါတယ်။ 2015ခုနှစ်ရွေးကောက်ပွဲအပြီးနောက်ပိုင်းအခုလိုဒေတာရဲအခက်ခဲနဲ့လိုအပ်ချက်တွေကိုပြည်သူတွေနဲ့တွစ်ဆုံဆွေးနွေးတာဟာကြံငင်းမျိုးနယ်ထဲမှာပထမဆုံးအကြိမ်ဖြစ်ပြီးဒီတွစ်ဆုံဆွေးနွေးပွဲကိုစုံလေကြက်ကလေးမဲကုံရေလေကျွန်းကြည့်ရအုပ်စုတွေပါဝင်ကြည့်ရအုပ်စု9စုကအုပ်ချုပ်ရေးမှူးလောင်းတွေရမ်းမီရက်ဖောက်တွေနဲ့ပြည်သူတွေတက်ရောက်ခဲ့ကြပါတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ